ပါလို့ဝင်လာဗျာကိုစိုးစပါ channel အားလုံးနေတွေ့ဆောက်ကြည့်သွားတယ်ကြော်တင်ရင်ကြော်ပြရအားလုံးပဲမင်္ဂလာဗျာကဲမနေ့ကကျွန်တော်တို့ CWC ကတော့အောက်ဒီပဲစားသွားတဲ့ပုံစံမှာရှိပါတယ်ဗျာနော်မနေ့ကကျွန်တော်တို့ဒါမိနစ်60မှာကျွန်တော်တို့ CD တွေကြားခဲ့တယ်1 1တွေကြားခဲ့တယ်ဗောဗျာ Chelsea ပွဲကတော့ကျွန်တော်တို့ Chelsea ရတဲ့တငယ်ချင်းတွေတော့တော်လေးနစ်နာမဲ့ပုံစံမှာရှိပါတယ်ဘာလို့လဲဆိုတော့တော့85မိနစ်လောက်ပါဗောဗျာပွဲရန်နာပြီးတော့ရာသီဥတုအချိန်ကြောင်းဗောဗျာကျွန်တော်တို့ပွဲရန်နာပြီးတော့နောက်ထပ် တော်တော်လေးစောင့်ပြီးတော့မှကန်သွားတာတွေ့ရတယ်အဲ့မှာကျွန်တော်11ကြပြီးတော့အချိန်ပုံမှာ Chelsea ကကျွန်တော်14နဲ့အနိုင်ရရှိခဲ့ပြီးတော့ quarter final ကိုတက်ရောက်သွားပြီးဖြစ်ပါတယ်ဗျာ quarter final မှာ Chelsea ကကျွန်တော် Palmeiras နဲ့ကန်အမှာဖြစ်ပါတယ်ဗျာဒီတိမှာဆိုတော့ကျွန်တော်2ပွဲရှိတယ်ပေါ့ဗျာ CWC ရ2ပွဲရှိတယ် PSG နဲ့ Inter Miami ရဲ့ကျွန်တော် Flamengo နဲ့ Bayern Munich တို့ကံမှာဖြစ်ပါတယ်ဒီနှစ်သင်းကလည်းကျွန်တော် quarter final မှာဒီနိုင်တဲ့အသင်းတွေပေါ့ဗျာ quarter final မှာပြေဆုံးမှာဖြစ်ပါတယ်ဗျာ ဒီနေ့မှာကျွန်တော်ဒီ CWC WC အကြောင်းတော့ကျွန်တော်မပြောပါဘူးကျွန်တော် Go Cup ပေါ့ဗျာ Go Cup ကျွန်တော်တို့ Quarter Final ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ Canada နဲ့ကျွန်တော် Guatemala ရဲ့ကျွန်တော် USA နဲ့ Costa Rica တို့ပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပြီးသွားမှာဖြစ်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့ဒါကိုဇော်ကြီး Sport Channel မှာဆိုရင်တော့ကျွန်တော် Canada နဲ့ Guatemala တို့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပြီးသွားမှာဖြစ်ပါတယ်ဗျာ ဒီဝက်ဆန်ဆိုတော့မနေ့နှစ်နိုင်ခွဲမှာကံမှာဖြစ်ပါတယ်မနေ့နှစ်နိုင်ခွဲမှာကနေဒါနဲ့ဂွာဒီမာရာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဗျာควอเตอร์ไฟนอลပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့ USA မှာပဲကံမှာဖြစ်ပါတယ်ဗျာဒီဝက်ဆန်မှာဆိုစာတီချေကျွန်တော်ဝမ်ရှစ်တဲ့ရှုံးပေးလာတယ်ကိုပေါင်းစည်းရ3လုံး85အနိုင်ပေးလာတာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ခြေတန်းပေါ်မြန်မာဆန်တော်ချေဆိုတော့နေ့လေတနာ yı လောက်မှာရှိတယ်ဗောဗျာဒီချိန်မှာကျွန်တော်ပေးထားတဲ့ကျွန်တော်ခြေတန်းရကျွန်တော်ကြည့်မယ်ဆိုရင် ကနေဒါကျွန်တော်190ရှုံးပေးလာတာတွေ့ရတယ်ဂိုးပေါင်းစည်းအရကျွန်တော်တို့သုံးလုံး90ပေါ့ဗျာသုံးလုံး90အနိုင်တူရှုံးဝင်ရုံးမှာပေးလာတာကျွန်တော်တွေ့ရပါတယ်ဗျာဒီနှစ်သိန်းကျွန်တော်ဟတ်တူဟတ်၄ချိန်ပေါ့ဗျာတွေ့ဆုံတာတွေ့ရတယ်၃ချိန်၃ချိန်ကကျွန်တော်ကနေဒါနိုင်ပြီးတော့၃ချိန်ကျွန်တော်တည်ကြခဲ့တာတွေ့ရပါတယ်ဗျာဒီကနေဒါနဲ့ကျွန်တော်ဂွာဒီမာလာတို့ပွဲစဉ်တွေကျွန်တော်၄ချိန်တွေ့ဆုံထားတဲ့အနေအထားကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ဂျာခွင်းနေပါကြီးပဲကန်ထားတာကျွန်တော်တွေ့ရပါတယ်၂၀၀၇နဲ့၂၀၀၉မှာတော့ကျွန်တော်ဂူပြက် အနိုင်ရရှိတာကျွန်တော်တွေ့ရတယ်30တွေနဲ့အနိုင်ရရှိတာပြီးတော့ကျွန်တော်အဲ့ဒီ2009နောက်ပိုင်းပေါ့ဗျာ2015နဲ့2023မှာဆိုရင်တော့ခွာဒီမာလာကနေဒါကိုတော်တော်လေးကန်နိုင်တာတွေ့ရတယ်10တခါ ZZ တခါဖြစ်ခဲ့တာကျွန်တော်တွေ့ရပါတယ်အဲ့ဒါလေးတော့ကျွန်တော်တို့သတိထားမယ်နေထားမှာရှိတယ်နောက်တစ်ချက်ကကျွန်တော်ခွာဒီမာခွာဒီမာလာဟာကျွန်တော်အုပ်စုတွင်ဖြတ်တန်းလာတဲ့ပုံစံအရကြည့်မယ်ဆိုရင် တော်တော်လေးအခြေအနေပေါ့ဗျာတော်တော်လေးကောင်းတာကျွန်တော်တွေ့ရတယ်။ကျွန်တော်ပနားမောင်ကျွန်တော်10ပဲရှုံနေထားတယ်။ဂျမေကာကိုကျွန်တော်10နဲ့အနိုင်ရရှိပြီးကျွန်တော်တက်တက်လာတာကျွန်တော်တွေ့ရပါတယ်။ဂျမေကာကျွန်တော်ကမ္ဘာအဆင့်63ရှိတဲ့ဂျမေကာက1ကျွန်တော်10ပြားရှုံလောက်ပြီးတော့တွေ့ရတယ်။အဲ့ဒီဘက်မှာဂျမေကာကိုကွာဒီမာလာက10နဲ့အနိုင်ရရှိတာတွေ့ရပါတယ်ဗျာ။ကမ္ဘာအဆင့်ကျွန်တော်33ရှိတဲ့ပနားမဟာဆိုရင် ဂေါ်ဒီမာလာကိုကျွန်တော်ဝမ်းဆယ်ပြားရှုံးပေးခဲ့တယ်ဂိုးပေါင်းစီ3လုံး80အနိုင်ပေးခဲ့တာတွေ့ရပါတယ်အဲ့ဒီဘက်မှာဆိုတော့ပနမ10ပဲအနိုင်ရရှိသွားတာတွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ပနမနဲ့ကနေဒါနဲ့ရှင်လိုက်မယ်ဆိုရင်ကနေဒါဟာလည်းကျွန်တော်ကမ္ဘာအဆင့်30ဆိုတော့အဆင့်30လောက်ပဲကွာတာတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်ပေးလာတဲ့ဂျေတန်ရကြည့်မယ်ဆိုရင်ဟိုတော်တော်လေးတော့ပြင်းရှားတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာတော်တော်လေးပြင်းတယ်ပေါ့ဗျာ quarter final လည်းဖြစ်တဲ့အပြင်ဟိုမှဒီနေ့မှာကျွန်တော်180 ရှုံးလောက်ပေးလာတယ်ဆိုတဲ့အဓိထားရဒီပွဲစဉ်ကကျွန်တော်တို့ကနေဒါအနေနဲ့ကျွန်တော်တို့အနံ့ရရှိသွားဖို့ရာခိုင်နှုန်းတော်တော်များတယ်လို့ကျွန်တော်ဆိုလိုချင်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အုပ်စုအတွင်းမှာပေါ့ဗျာကနေဒါကျွန်တော်ဖြတ်တန်းလာတဲ့ပုံစံအရကျွန်တော်ကြည့်မယ်ဆိုရင်ကနေဒါဟာဒီဂွာဒီမာလာထက်အဆင့်မြင့်တဲ့အသင်းတွေပေါ့ဗျာအဆင့်မြင့်တဲ့အသင်းတွေကိုနှစ်သင်းကျွန်တော်တွေ့ခဲ့တာတွေ့ရတယ်။အဲ့ဒီအသင်းတွေကိုကျွန်တော်တူးငါမှုနိုင်ထိကျွန်တော်တို့ပေးသွားတာတွေ့ရပါတယ်ဗျာ။ဒီချက်တွေကိုကျွန်တော်တို့ရှင်းလိုက်မယ်ဆိုရင်တော့ဂျေဒန်ကတော့ ပျော့ပြောင်းနေတာတွေ့ရတယ်ကျွန်တော်အရှိရကျွန်တော်ပြောသွားတဲ့ပုံစံအရကျွန်တော်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ပနားမားနဲ့ဂျီရန်ရပါဗျာချိန်ထိုးထားခြင်းဖြစ်ပါတယ်ဗျာပနားမားနဲ့ချိန်မယ်ဆိုရင်တော့ဒီဂျီရန်ဟာတော်တော်လေးပြင်းတယ်လို့ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်ပါဗျာဂျီရန်လေးတော့ကျွန်တော်တို့ဟိုအနေငယ်တော့လိန်ထားတဲ့ပုံစံလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဂိုးပေါင်းစည်းပါဗျာဂိုးပေါင်းစည်းရတော့ဒီနေ့ပွဲစဉ်ကကျွန်တော်ဂိုးပေါင်းအောက်ရိုက်ကိုရိုက်ရမယ်ပွဲစဉ်လိုပဲကျွန်တော်ပြောပြရသေးဗျာတော်တော်ကျွန်တော်ကနေဒါ ဝမ်းစီဘက်နဲ့အတူစီဘက်နဲ့ပေါ့ဗျာအဲ့တော့မဟုတ်တီးကြရင်လည်းကြအောင်ဗျာတို့ကျွန်တော်တို့နဲ့မဆိုင်ဘူးပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့တက်ပြီးတော့ရမ်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုးပေါင်းအောင်တကြောင်းတည်းပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျာကဲဒါတော့ကျွန်တော်ဒီနေ့ပေါ့ကျွန်တော်ဒီနေ့ကျွန်တော်ကိုတော်ကြီး channel မှာဆိုတော့ကျွန်တော်ကနေဒါနဲ့ဂေါ်ဒီမာလာတို့ပွဲစဉ်ကိုကျွန်တော်တုံးသက်ပေးသွားဖြစ်ပါတယ်ကျွန်တော်ငယ်ကျွန်တော်တို့ရဲ့ဒီနေ့ကျွန်တော်တုံးသက်တဲ့ဗီဒီယိုချက်နေသက်တယ်ဆိုရင် like subscribe follow လုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်တောင်းဆိုပေးရစီဗျာ ကျွန်တော်နိုင်ငံချင်းနဲ့လည်းပေါင်းပြကြပါသေးတယ်မြန်မာပြည်လည်းအေးချမ်းပါသေးဗျာနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဇက်ထရီကနေပြီးတော့ပွဲစဉ်တွေနေတိုင်းလိုလိုကျွန်တော်တို့ပွဲတွေရောင်းနေတာဖြစ်ပါတယ်လာရောက်ပြီးတော့ Fighter 1ဝယ်ခြင်းနဲ့ဆိုရင်လာရောက်ပြီးတော့ဆက်တွေ့ပြီးတော့ဝယ်ယူကစားနိုင်ပါတယ်ဗျာနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒါကျွန်တော်၃ယောက်ကပါဗျာနေတိုင်းလို့လို့လေကျွန်တော်တို့ပွဲစဉ်တွေပွဲကို2000လောင်းနဲ့ကျွန်တော်တို့ရုံးချပေးနေတာဖြစ်ပါတယ်စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်တို့ 90K Soccer Channel ရဲ့ Fighter King Channel ရဲ့ကျွန်တော်ကိုသော်ရေး Sport Channel တို့မှာ live video ဆက်သွယ်ဝယ်ကစားနိုင်ပါတယ်ဗျာ။ကဲအားလုံးပဲပေါင်းပြကြပါစီဗျာ။